အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့ကမ်ဘလူးမှခင်ဦးဘတ်တို့စစ်ကြောင်းထိုးလာသောအင်အား100ကျော်ပါတပ်မ33တပ်ကိုတိုက်ခိုက်မှုစစ်ကြောင်းစုဖွဲ့မှုပြက်ပြီးစစ်ကြောင်းမှုအပါစစ်သား90ဦးသေဆုံးစစ်တုံးပန်15ဦးနဲ့လက်နက်ခဲယမ်းများရရှိတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်စကိုင်းတိုင်းကမ်ဘလူးမြို့နယ်မှာခင်ဦးဘတ်တို့စစ်ကြောင်းထိုးလာသောအင်အားတရာကျော်ပါတပ်မ33တပ်များကိုတိုက်ခိုက်ခဲ့ရာစစ်ကြောင်းစုခွဲမှုပြက်ပြီးစစ်ကြောင်းမှုအပါစစ်သား90ဦးသေဆုံးစစ်တုံးပန်း15ဦးနဲ့လက်နက်ခဲယမ်းများရရှိကြောင်း စကိုင်းတိုင်းပြည်သူ့ကောက်ွယ်ရေးအဖွဲ့မှတော်လန်ရေးတရင်ရင်းမြက်ကတရင်ဌာနကိုပြောကြားပါရယ်။ယနေ့နိုဝင်ဘာလ12ရက်နေ့နနက်8:50မိနစ်အချိန်ကံဘလူမြို့နယ်ဝက်တိုးကျေးရွာစစ်တပ်အထိုင်စခန်းမှာခင်ဦးမြို့နယ်ဘက်သို့အင်အား102ဦးဖြင့်စစ်ကြောင်းထိုးလာသောတပ်မ33လက်အောက်ခံခလာရ131စစ်ကြောင်းကိုကံဘလူမြို့နယ်ရင်းတိုက်ရွာအနီးတွင်တော်လန်ရေးတပ်များကဝိုင်းဝန်းတိုက်ခိုက်ခဲ့ကြောင်းတိုက်ပွဲမှာနနက်7:45မိနစ်အချိန်အထိကြာမြင့်ခဲ့ပြီးစစ်တပ်မှစစ်ကြောင်းမှုအပါအဝင်90ဦးသေဆုံးကြောင်း စစ်တုံးပန်း15ဦးကိုလက်နက်ခဲယံများနဲ့အတူဖမ်းဆီးရရှိထားကြောင်းသိရပါတယ်။လက်နက်ခဲယံသိမ်းဆီးရရှိမှုအနေဖြင့် MA1 နှစ်လံ၊ MA3 လံ၊ MA4 တလံ၊ G3 ခုနှစ်လံ၊ MA6 တလံ၊ MAN တလံ၊ကာပိုင်၅လံ၊စလီယာတလက်၊လေးလက်ဒရုန်းတစ်စင်း၊ဂျမ်ဘာအကြီးတစ်လုံး၊ပါဝါစတေးရှင်းတစ်လုံး၊လပ်တော့တစ်လုံး၊၄၀မမဘုံသီးတစ်လုံး၊အီနာကာ၃လုံးတို့ကိုသိမ်းဆီးရရှိခဲ့ကြောင်းသိရပါတယ်။တိုက်ပွဲမှာစစ်ကြောင်းမှုငရဲရောက်သွားပါတယ်။ တချို့တဝက်စစ်ခွေးတွေကတော့ဝတ်တိုးခွေးထိုင်နေပြန်ဝင်သွားနိုင်ခဲ့တယ်။နာမခါကနေတက်လာတဲ့ဂျိုင်ရိုကော့ပတာ၃စီးဟာခင်ဦးကန့်ဘလူနဲ့ဇက်မနှစ်ချိန်လေးချောင်းတိုက်ခိုက်ပြီးပြန်ခောက်သွားပါတယ်။အထီးကိမရှိပါဘူးဟုတော်လန်ရေးသတင်းရင်းမြစ်ကပြောဆိုပါတယ်။အဆိုပါတိုက်ပွဲတွင်ကန့်ဘလူခရိုင်ပါကာဖာ၊ကာဘိုးတိုက်နယ်ပါကာဖာ၊ကြောက်တိုင်ပါကာဖာ၊ရေဦးမြို့နယ်လက်ယုံပါကာဖာ၊ခင်ဦးပါကာဖာ၊ PDF ပါလာဖစုဖွဲ့တက်ခွဲတို့ပါဝင်တိုက်ခိုက်ခဲ့ကြောင်းသိရပါတယ်။ စကိုင်းတိုင်းပြည်သူ့ကောက်ွယ်ရေးအဖွဲ့ပါကာဖာဤခနက်ဦးတိုက်ပွဲသတင်းထုတ်ပြန်ချက်တွင်လဲကံပလူခရိုင်ရွှေဘုခရိုင်များတွင်စစ်ကြောင်းထုတ်ပြီးအကြမ်းဖက်လုပ်ရက်များလုံဆောင်နေသောစစ်တပ်စစ်ကြောင်းကိုယနေ့တွင်ကံပလူခရိုင်ပါကာဖာအထူးလှုပ်ရှားတက်ရင်ရေဦးမြို့နယ်ပါကာဖာဒူဝွန်အဖွဲ့ရွှေဘုခရိုင်အမှတ်3တက်ရင်ခင်ဦးအမှတ်25တက်ရင်တန်ဆင်နှင့်တော်လိုင်းဤအင်အားစုများကကြားပြတ်တိုက်ခိုက်ခရာစစ်တပ်မှအထိနာပြီးစစ်တုံးပန်းနှင့်လက်နက်ခဲယံများတင်စီရရှိခဲ့ကြောင်းသတင်းထုတ်ပြန်ထားပါသည် ဆက်လက်ပြီးစာလင်းကြီးမျိုးနယ်ဝမ်ပောင်းကုမ္ပဏီအတွင်တက်ဆွဲထားသောစစ်တပ်ကိုရှော့တိုက်တော့အလုံး30ဖြင့်ပြစ်ခတ်တိုက်ခိုက်တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပြီးသားမှာဖြစ်ပါတယ်။သကိုင်းတိုင်းစာလင်းကြီးမျိုးနယ်ဝမ်ပောင်းကုမ္ပဏီအတွင်တက်ဆွဲထားသောအကြမ်းဖက်စစ်တပ်ကိုရှော့တိုက်တော့အလုံး30ဖြင့်ပြစ်ခတ်တိုက်ခိုက်ခဲ့ကြောင်းဒေသတွင်သတင်းရင်းမြစ်ကသတင်းဌာနကိုပြောကြားပါတယ်။နိုဝင်ဘာလ17ရက်နေ့ည10:00နာရီခန့်မှစတင်ပြီးစာလင်းကြီးမျိုးနယ်ဝမ်ပောင်းကုမ္ပဏီအတွင်တက်ဆွဲထားသောအကြမ်းဖက်စစ်တပ်ကိုဒေါ်လာရေးတပ်ဖွဲ့များကရှော့တိုက်တော့အလုံး30ဖြင့်ပြစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းသိရပါတယ်။ ထိုတိုက်ခိုက်မှုအတွင်အကြံဖတ်စစ်တပ်ဘက်မှထိခိုက်မှုအခြေအနေကိုတည်ဖြူနိုင်ခြင်းမရှိသေးဘဲစစ်တပ်ကလည်းချေးရွာများကိုလက်နက်ကြီးများဖြင့်ရန်တမ်းပစ်ခတ်ခြင်းကြောင့်စေတဲရွာအတွင်လက်နက်ကြီးကြီးကျရောက်ပောက်ကွဲခဲ့ကပြည်သူများထိခိုက်မှုမရှိကြောင်းသိရပါတယ်။ PDF ကဝမ်ပောင်တဲကိုရှော့တိုက်တော့အလုံး30နဲ့ပြစ်တောင်းမနေ့ကည7:00နာရီလောက်ကနေ7:00နာရီကျော်လောက်အထိကိုပြည်သူတွေကပွဲဖြစ်တယ်ထင်ကြတာစစ်ခွေးတွေကလည်းပြန်ပြစ်တယ်လက်နက်ကြီးတွေနဲ့စေတဲရွာတွေကိုလက်နက်ကြီးချရောက်ပောက်ကွဲတာပြည်သူတွေထိခိုက်မှုတော့မရှိဘူးဟုဒေတာရင်းစစ်ရေးတရင်ရင်မြစ်ကပြောဆိုပါတယ် အော်တိုဘာလ23ရက်နေ့ကလည်းတရုတ်ဝမ်ပေါင်ကုမ္ပဏီဝင်အတွင်တက်ဆွဲထားသောစစ်တပ်ကိုတော်လန်ရေးတပ်များက108မမရှော့တိုက်တုံးများဖြင့်နေရာပေါင်းစုံမှပစ်ခတ်တိုက်ခိုက်ခဲ့ရာကုမ္ပဏီဝင်အတွင်ပောက်ပွဲမှုများဖြစ်ပေါ်ပြီးမိများလောင်ကျွမ်းခဲ့ကြောင်းဝမ်ပေါင်ကုမ္ပဏီဝင်အတွင်အရေးပေါ်အော်အော်ဆွဲတံများတညာလုံးထွက်ပေါ်ခဲ့ပြီးမိသက်ကားများစစ်ကားနှင့်ရှေးကားများဖြင့်ရုံးရင်းဆန်ခတ်ဖြစ်ပွားခဲ့ကြောင်းသိရပါသည်အကြံဖတ်စစ်တပ်ကစာလင်ကြီးမြို့နယ်အတွင်စစ်ကြောင်းထုံးမှုများလှုပ်ဆောင်နေသည့်အပြင် ဒီကြောင်တိုက်ခိုက်မှုများကိုလည်းမကြာခဏဆိုသလိုလှုပ်ဆောင်နေပြီးပြည်သူများစစ်ပေးရှောင်နေရကြောင်းဒေသခံပြည်သူများထံမှသိရပါဗျ။ဆလပီဝင်းတို့မျိုးနယ်တွင်စစ်တပ်စစ်ကြောင်းကိုတိုက်ခိုက်မှုစစ်သားတအူးသေဆုံးရေတာရှည်တွင်စစ်တပ်တရင်ပေတအူးစစ်တပ်ကထောင်ထားသောမိုင်းနှိမ့်ပြီးခြေပြက်တဲ့ဆိုတဲ့တရင်ကိုတင်ဆက်ပြီးသွားမှာဖြစ်ပါတယ်။သကိုင်းတိုင်းဝင်းတို့မျိုးနယ်တွင်စစ်တပ်စစ်ကြောင်းကိုတိုက်ခိုက်ရာစစ်သားတအူးသေဆုံးခဲ့ကြောင်းဝင်းတို့မျိုးနယ်ပြည်သူ့ကောက်ွယ်ရေးအဖွဲ့ပကဖာမှထောင်ဝင်ရှိသူတအူးကတရင်ဌာနကိုပြောကြားပါတယ်။ နိုဝင်ဘာလ10ရက်နေ့တွင်ဝင်းတုံမြို့နယ်ခတ်ချိုကြီးရွာကိုစစ်ကြောင်းထိုးလာသောအင်အား100ခန့်ပါစစ်ကြောင်းကိုတော်လှန်ရေးတပ်ဖွဲ့များကဒရုန်း60မမများဖြင့်ပုံကျဲပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းသိရပါသည်။ထိုတိုက်ခိုက်မှုအတွင်အကြမ်းဖက်စစ်တပ်ဘက်မှတအူးသေးဆုံးပြီးနှစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းတိုက်ပွဲဖြစ်ပွားပြီးနောက်တော်လှန်ရေးရဲဘော်များအထိကိမ်းရှိပြန်လည်ဆုတ်ခွာနေခဲ့ကြောင်းသိရပါသည်။ကျွန်တော်တို့နေမြေကိုစစ်ကြောင်းထိုးတာကိုဒရုန်းတွေနဲ့တိုက်ခိုက်ခဲ့တာပါ။စစ်ခွေးတွေဘက်ကထိသွားတဲ့သူရှိတယ်။စစ်ခွေးတွေဘက်ကနှစ်ဦးကဒဏ်ရာရတယ်။ တအူးကတော့တေဆုံးနေလို့သိရတယ်စစ်ခွေးဘက်ကလက်နက်ခရမ်းတွေတင်စီရမိတာမျိုးမရှိပါဘူး drone နဲ့လက်လုတ်60မမပဲအသုံးပြုခဲ့တာပါစစ်ကြောင်းပြန်ထိုးနိုင်တာတွေရှိတော့ပြည်သူတွေကိုဂယုစိုက်နေကြဖို့တော့မှာကြားထားတာတွေရှိပါတယ်ဟုဝင်းတော်မျိုးနဲ့ပြည်သူကောက်ကွယ်ရေးအဖွဲ့ဖကဖမတာဝန်ရှိသူကပြောဆိုပါတယ်အဆိုပါတိုက်ခိုက်မှုကဝင်းတုံမျိုးနဲ့ဖြူသူကောက်ကွယ်ရဖွဲပါကာဖန်ကောလင်းခရိုင်အမှတ်လေးတက်ရင်တို့ကဖူပေါင်းလှုပ်ဆောင်ခဲ့ကြောင်းသိရပါတယ်။ထို့ပြင်ပဲခူးတိုင်းရေတာရှိမျိုးနယ်တွင်လည်းအကြံဖတ်စစ်တပ်သတင်းပေတောက်တိုင်တအူ စစ်တပ်ကထောင်ထားသောမိုင်းနစ်မိပြီးခြေပြက်သွားကြောင်းဒေသခံပြည်သူများကသတင်းဌာနကိုပြောကြားပါတယ်။ယနေ့နိုဝင်ဘာလ12ရက်နေ့နနက်10:00နာရီခန့်တွင်ရေတာရှည်မြို့နယ်စင်ကွေကျေးရွာအုပ်စုထိပ်ပေါက်ကျေးရွာဘေးတွင်အကြမ်းဖက်စစ်တပ်ကထောင်ထားသောမိုင်းကိုစစ်တပ်သတင်းပေးထောက်တိုင်ထိပ်ပေါက်ကျေးရွာသားဝင်းနိုင်ကနှိမ့်မိခဲ့ခြင်းဖြစ်ကြောင်းသိရပါတယ်။ထို့သောမိုင်းနှိမ့်ပြီးဝင်းနိုင်သည့်ပြင်းထန်ထရရရှိကခြေထောက်ပြတ်သွားပြီးလက်ရှိချိန်တွင်တောင်ခုခရိုင်နှက်ဆောင်ပြိုင်စေကန်း၌ခူးတောက်မှုခံယူနေကြောင်းသိရပါသည် ဒီနေ့နဲ့နဲ့ဆယ်နာရီကရေတာရှိန်မြို့နယ်ထိပ်ပေါက်ကြေးရွာပြီးမှစစ်ကွေးတွေထောင်ထားတဲ့မိုင်းကိုနင်းမိပြီးစစ်တပ်သတင်းပေးအမာကန်တောက်တိုင်ထိပ်ပေါက်ကြေးရွာသားဝင်းနိုင်ချေပြတ်သွားတယ်။အခုတောင်ငူခရိုင်နှစ်ဆောင်ပြိုင်စည်းကမ်းမှာကုသနေတယ်လို့သိရတယ်ဟုဒေသခံပြည်သူတို့ကပြောဆိုပါတယ်။ဆက်လက်ပြီးမင်းလာမြို့နယ်ဗန်ပွေးကုန်းရွာအနီးတက်ဆွဲထားသောစစ်တပ်ကလုံခြုံရေးအကြောင်းပြ၍ပြည်သူများကိုတုံ့ပြန်အတွင်ရွာလုံးကျွတ်ပြောင်းရွှေ့ခိုင်းနေဆိုတဲ့သတင်းကိုတင်ဆက်ပြီးတော့မှဖြစ်ပါတယ်။ ပဲခူးတိုင်းမင်းလာမြို့နယ်ဘန်ပွေးကုန်းရွာတွင်တက်ဆွဲထားသောအကြံဖက်စစ်တပ်ကလုံခြုံရေးအကြောင်းပြ၍ပြည်သူများကို၃ရက်အတွင်းရွာလုံးကျွတ်ပြောင်းရွှေ့ခိုင်းထားကြောင်းဒေသခံပြည်သူများကသတင်းဌာနကိုပြောကြားပါသည်။နိုဝင်ဘာလ၁၀ရက်နေ့ကစပြီးအကြံဖက်စစ်တပ်ကမင်းလာမြို့နယ်အပိုင်းပဲခူးရိုးမှအတွင်ရှိဗန်ပွေးကုန်းရွာမှပြည်သူများကိုအကြံဖက်စစ်တပ်က၃ရက်အတွင်းရွာလုံးကျွတ်ပြောင်းရွှေ့ခိုင်းထားခြင်းဖြစ်ကြောင်းသိရပါတယ်။ ထိုပန်ပွေးကုန်းရွာအနီးတွင်လည်းအကြမ်းဖက်စစ်တပ်ကတပ်ဆွဲထားပြီး၎င်းတို့ကိုတော်လန်ရေးတပ်ဖွဲ့များကခြေရွာအတွင်မှလာရောက်တိုက်ခိုက်မိကိုစိုးရိမ်သောကြောင့်ပြောင်းရွှေ့ခန်းချင်းဖြစ်ကြောင်းသိရပါတယ်။မီလာမျိုးနယ်အပိုင်းပဲခူးယူးမာတဲမှရှိတဲ့ပန်ပွေးကုန်းရွာကိုစစ်ခွေးတွေက၃ရက်အတွင်းရွှေ့ခိုင်းထားတာ။ဘာကြောင့်အဲ့လိုပြောင်းခိုင်းတာလဲပြီးတော့လုံခြုံရေးကြောင်းလို့ပြောပါတယ်။ JK ကသူတို့ကို PDF တွေကလာတိုက်မာကိုကြောက်ပြီးပြစ်ကွင်းရှင်းတဲ့အနေနဲ့ပြောင်းခိုင်းတာ။သူတို့တိုက်ခိုက်ရမှာကိုစစ်ခွေးတွေတီအောင်ကြောက်ကြတာ။ အဲ့ဒါကြောင့်မလို့ဖြီသူတွေကိုပြောင်းခိုင်းတာဟုဒေသခံဖြီသူတို့ကပြောဆိုပါတယ်။အဆိုပါဗန်ပွေးကုန်းရွာသည်ပကိုးရုံးမှအတွင်တည်ရှိသောကြီးရွာဖြစ်ပြီးအကြံဖက်စစ်တပ်ကကြီးရွာနီးတက်ဆွဲထားကရုံးမှအတွင်စစ်ကြောင်းထိုးခြင်းများလှုပ်ဆောင်နေခြင်းဖြစ်ကြောင်းသိရပါတယ်။ထို့ပြင်2025ခုနှစ်မေလပိုင်းကလည်းမေလမြို့နယ်အပိုင်းပကိုးရုံးမှအတွင်အင်အားတရာခန့်ဖြင့်စစ်ကြောင်းထိုးလာသောအကြံဖက်စစ်တပ်မှစစ်သား၂ဦးသည်ဗန်ပွေးကုန်းရွာအနီးရှိမုတ်ခါဆဲတွင်မူယူတောက်စားပြီးရေချိုးစင်းရမှစစ်သားတအူမွေကြိုက်ခံရပြီးတေဆုံးကာ ကျန်တဦးသည်ရေနစ်တည်ဆုံခဲ့ကြောင်းသိရပါတယ်။ဆလပီစေအုပ်စုပြုလုပ်မဲ့အထူးရောင်ရွေးကောက်ပွဲတွင်ပါဝင်သူများကိုအရေးယူရန်မွန်ပြည်ဖက်ဒရယ်ကောင်စီကဒီဥပဒေနှင့်လှုံ့ထုံးလုပ်နည်းများရေးဆွဲနေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။အကြံဖက်စေအုပ်စုကပြုလုပ်မဲ့အထူးရောင်ရွေးကောက်ပွဲတွင်ပါဝင်သူများကိုအရေးယူရန်ဒီဥပဒေနှင့်လှုံ့ထုံးထုံနည်းများရေးဆွဲနေကြောင်း Monstate Federal Council MSFC မှပြောရေးဆိုခွင့်ရှိသူတအူးကသတင်းဌာနကိုပြောကြားပါရယ် နိုဝင်ဘာလ3ရက်နေ့တွင်မွန်ပြည်ဖက်ထရယ်ကောင်စီအကြံဖက်စစ်တပ်ပြုလုပ်ခြင်းပါမယ်တရားမဝင်တူရောင်ရွေးကောက်ပွဲအပေါ်မူဝါဒယက်တီချက်စာတမ်းကိုထုတ်ပြန်ခဲ့ကြောင်းသိရပါတယ်။အဆိုပါမူဝါဒယက်တီချက်စာတမ်းတွင်မွန်ပြည်ဖက်ထရယ်ကောင်စီအနေဖြင့်အကြံဖက်စစ်တပ်နှင့်စစ်ကောင်စီစစ်ကော်မရှင်ကိုအကြံဖက်စေအုပ်စုဟုမှတ်ယူမိဖြစ်ပြီး2025ခုနှစ်ဒီဇင်ဘာလတွင်၎င်းတို့ပြုလုပ်မဲ့ရွေးကောက်ပွဲသည်လည်းဖက်စစ်လူရွေးပွဲဟုအမည်တွင်မိတာဖြစ်ကြောင်းပြောဆိုထားပါတယ်။ ထို့ပြင်အကြံဖက်ဆဲဥစုပြုလုပ်မဲ့ရွေးကောက်ပွဲသည်အတူရောက်ရွေးကောက်ပွဲသာဖြစ်ပြီးနောက်ထပ်နှစ်ပေါင်းများစွာနိုင်ငံကိုစစ်ကြုံပြုရန်လက်နက်ကိုင်လူသက်လိုင်စင်ရယူရန်စစ်အာဏာရှင်စနစ်တည်မြဲရန်ရည်ရွယ်ပြီးကျင်းပတဲ့ရွေးကောက်ပွဲသာဖြစ်ကြောင်းမွန်ပြည်ဖက်ဒရယ်ကောင်စီအနေဖြင့်စစ်ကောင်စီမှပြုလုပ်မဲ့တရားမဝင်အတူရောက်ရွေးကောက်ပွဲကိုရွေးကောက်ပွဲအကျိုးရွေးကောက်ပွဲကျင်းပစဉ်နှင့်ရွေးကောက်ပွဲအလွန်ကာလ၃ပါးစလုံးတွင်စန့်ကျင်သွားမည်ဖြစ်ကြောင်းထုတ်ပြန်ချက်တွင်အတည်လင်းဖော်ပြထားပါသည် စေအိုစုကရွေးကောက်ပွဲမှာပါဝင်မဲ့သူများကိုအရေးယူနိုင်ဖို့ကျမတို့ဤဥပဒေနဲ့လှုပ်ထုံးလုပ်နည်းတွေကိုရွေးဆွဲနေပါတယ်။အမြန်ဆုံးပြအောင်ရွေးဆွဲနေပါတယ်။စစ်ကောင်စီရဲ့ရွေးကောက်ပွဲကတရားမဝင်ပါဘူး။ဒါကြောင့်ပြည်သူများအားလုံးစန့်ကျင်ကြဖို့တိုက်တွန်းထားပါတယ်။နိုင်ငံတကာကလည်းအထူးအရောက်ရွေးကောက်ပွဲဖြစ်ကြောင်းအတိအမှတ်မပြုတ်ဖို့ကိုလည်းသတင်းစကားပါကျင်ပါတယ်ဟု Mon State Federal Council MSFC မှပြောရေးဆိုခွင့်ရှိသူကပြောပါတယ်။ပြည်သူများအနေဖြင့်လည်းအကြံဖတ်စေအုပ်စုအတူရောက်ရွေးကောက်ပွဲကိုကိုယ်စားလှယ်အဖြစ်ဝင်ရောက်ရှင်ပြအရွေးခံခြင်း မိမိအတွက်ဖြစ်စေအစုအဖွဲ့တစ်ခုခုအတွက်ဖြစ်စေပုံကိုတူအတွက်ဖြစ်စေမဲဆွယ်စည်းရုံးမှုပြုခြင်းမဲဆွယ်စည်းရုံးမှုပြုတည်ကိုကုညီပံ့ပိုးခြင်းတို့အပါအဝင်အဆိုပါအတူရောင်ရွေးကောက်ပွဲအထမ်းရောက်စေရန်ဓာတ်ရိုက်ဖြစ်စေသွေဝါရွေးဖြစ်စေတနည်းနည်းဖြင့်ပါဝင်ပတ်သက်မှုပြုခြင်းပံ့ပိုးကူညီမှုပြုခြင်းအားပေးခြင်းများမပြုလုပ်ရန်နှင့်ထိုသို့ပြုလုပ်ပါကမွန်ပြည်ဖက်ထရယ်ကောင်စီ၏လုံထုံးလုံနည်းများနဲ့အညီအရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း Monster State Federal Council MSFC မှပြောရေးဆိုခွင့်ရှိသူကဆက်လက်ပြောဆိုပါသည်